။အစ္စရေးနဲ့ဟာမတ်ဘွဲဟာဂါဇာမှာအပြစ်ခတ်ရဆဲရေးနဲ့ဟာမတ်တို့ဖမ်းဆီးထားတဲ့တရားခံတွေနဲ့အစ္စရေးတို့ဖမ်းဆီးထားတဲ့ပါလက်စတိုင်းအကျဉ်းသားတွေလဲလှယ်ရေးတို့အတွက်သဘောတူညီမှုရရှိပြီဖြစ်ကြောင်း AP ကဖော်ပြခဲ့ပါတယ်။ဒါ့ပြင်အစ္စရေးနဲ့ဟာမတ်ဟာအမေရိကန်တမ်လတ်ဒေါ်နယ်ထရန့်ကထောက်ခံပေးထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ရဲ့တတ်မှတ်ချက်တွေကိုအကောင့်ထဲဖော်မှာဖြစ်ပါတယ်။အီဂျစ်နိုင်ငံမှာအပြစ်ခတ်ရဆဲရေးဆွေးနွေးမှုတွေပြုလုပ်ပြီးနောက်သဘောတူညီချက်ရရှိကြောင်းကြေညာခဲ့တဲ့အော်တိုဘာလ9ရက်မှာပူဆွေးတော့ကရောက်နေကြတဲ့ပါလက်စတိုင်းတွေဟာ အပြစ်ကရဆိုင်ရေးသဘောတူညီချက်ကိုအားရဝမ်းသာကြိုဆိုခဲ့ကြပါတယ်။အစ္စရေးနိုင်ငံရဲ့မျိုးတွေမှာလည်းဂါဇာမှာဖမ်းဆီးခံထားရတဲ့ဒဇာဂန်တွေရဲ့မိသားစုတွေကရှမ်ဘိန်ပလင်းတွေဖောက်ကအောင်ပွဲခံခဲ့ကြပါတယ်။2023ခုနှစ်အောက်တိုဘာ9ရက်မှာဟားမတ်ဖွဲ့ကအစ္စရေးနိုင်ငံထဲတည်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စတင်ဖြစ်ပွားတဲ့ဂါဇာစစ်ပွဲအချိန်နှစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီးနောက်ထရန့်ထုတ်ပြန်ခဲ့တဲ့ရင်းရဲရေးသဘောတူညီချက်အရဂါဇာကိုအကူအညီတွေပုံပေါ်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။သဘောတူညီချက်ရဲ့တစိမ့်တစ်ပိုင်းအဖြစ်ဂါဇာမှာဖြန့်ကျက်ချထားတဲ့ အစ္စရေးစစ်သားတွေကိုပြန်လည်ရုပ်သိမ်းမယ်လို့အစ္စရေးစစ်တပ်ကပြောကြားခဲ့ပါတယ်။ဒါ့အပြင်ထရိုင်ရဲ့အစီအစဉ်မှာဖော်ပြထားတဲ့အချက်တွေထဲမှာဟားမတ်တို့လက်နက်စွပ်လို့ရင်းနဲ့ဂါဇာကိုအမေရိကန်တပ်မတော်ကိုယ်တိုင်ဦးဆောင်တဲ့အသွင်ကူးပြောင်းရေးအာဏာပိုင်အဖွဲ့ကအုပ်ချုပ်မယ်ဆိုတဲ့အချက်တို့ပါဝင်နေပါတယ်။ဒါပေမဲ့ဂါဇာကိုထရန့်ဦးဆောင်တဲ့အသွင်ကူးပြောင်းရေးအာဏာပိုင်အဖွဲ့ကအုပ်ချုပ်မယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးရှင်းလင်းကြည့်ကြသော်ကင်ရယ်ဖြစ်ရှင်းရတာမရှိသေးပါဘူး။ရင်းကြိုင်းရေးသဘောတူညီချက်ရဲ့ပထမအဆင့်အဖြစ် အသက်ရှင်နေတဲ့ဒဇာကန်20ကိုပါလက်စတိုင်းအကြီးအကဲ2000ဒီပါနဲ့တစ်ချိန်တည်းမှာလဲလှယ်မယ်လို့ဟာမက်သတင်းရေးမြစ်တခုကပြောကြခဲ့ပြီးသဘောတူညီချက်ကိုအကောင့်ထဲပေါ်ပြီးနောက်82နှစ်အရွယ်အတွင်းဒဇာကန်တွေနဲ့ပါလက်စတိုင်းအကြီးအကဲတွေလဲလှယ်မှုဖြစ်ပေါ်လာမယ်လို့ပြောကြခဲ့ပါဗျာ